ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဘယ်ဘက်ရှင်ဘက်အောက်ပြီဆိုလို့ရှင်ဖြစ်နိုင်ချက်အချက်တွေအများကြီးရှိပါတယ်ဒီနေ့မှာအဲ့ဒါကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကကြတော့အဆုတ်မှာအနာဖြစ်တဲ့ခါမျိုးမှာဖြစ်ပါတယ်တကယ်လို့အဆုတ်မှာအနာဖြစ်ပြီဆိုလို့ရှင်ဘယ်ဘက်ရှင်ဘက်အောက်နိုင်ပါတယ်နောက်တဲ့တစ်ချက်ကကြတော့နမိုနီးယားလို့ခေါ်တဲ့အဆုတ်ရောင်တာဖြစ်ပါတယ်အဆုတ်ရောင်ပြီဆိုလို့ရှင်ဘယ်ဘက်အဆုတ်ရောင်ပြီဆိုလို့ရှင်ဘယ်ဘက်ရှင်ဘက်နေရာကအောက်နိုင်ပါတယ်ဒါအပြင်ဥမှာကြွက်သားနာကျင်မှုကြောက်လေဘယ်ဘက်ရှင်ဘက် အောက်နိုင်ပါတယ်ကျွန်တော်ဒီဘီယံဘတ်မှာအယိုးရည်နဲ့ဖွဲ့စည်းထားတယ်အရည်ပြားရည်နဲ့ဖွဲ့စည်းထားတယ်ဓာတ်ပြုံမှာကြွက်သားရည်နဲ့လည်းဖွဲ့စည်းထားတယ်အဲ့ကြွက်သားတွေကအသုံးပြုမှုများတဲ့အခါမျိုးမှာသို့မဟုတ်ထိခိုက်မှုရှိတဲ့အခါမျိုးမှာဒီဘက်ဘက်ရင်ဘတ်နေရာကဖြစ်ပြီဆိုလို့ရှိရင်ဘက်ဘက်ရင်ဘတ်အောက်တက်ပါတယ်ဓာတ်ပြုံမှာဒီမှာရှိတဲ့အယိုးနုလေးတွေအကြောင်းမျိုးမျိုးကြောင့်နာတဲ့အခါမျိုးမှာလည်းပဲအယိုးနုလေးတွေနာပြီးတော့ဘက်ဘက်ရင်ဘတ်အောက်တက်ပါတယ်နောက်ထပ်အချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ pulmonary အဘောလဇင်လို့ခေါ်တဲ့အဆုတ်သွေးကြောမှာတွေးခဲ့တာဖြစ်ပါတယ်။ကိုကသွေးထဲမှာတွေးခဲ့ရပြုတ်ထွက်ပြီးတော့အဆုတ်မှာသွားပိတ်ပြီးဆိုလို့ရှင်ဘယ်ဘက်ရင်ဘက်မှာအောက်တက်ပါတယ်။တကယ်လို့ကိုကရင်ဘက်အောက်လာပြီဘယ်ဘက်ရင်ဘက်အောက်လာပြီချောင်းလေးဆိုးလာပြီမောလာပြီအသက်ရှင်မြလာပြီဒါဆိုလို့ရှင် pulmonary embolism လို့ခေါ်တဲ့အဆုတ်သွေးကြောပိတ်သွားတာဖြစ်နိုင်ပါတယ်။ဒီအချက်တွေကြောင့်ဘယ်ဘက်ရင်ဘက်အောက်နိုင်ပါတယ်။